ဟယ်လိုဘာလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ် Manchester United ကကျွန်တော် Right Wing Backs နေရာမှာ Ahmed Dia လို့ကိုတုံပြီး right right ဒီညာချမ်းကပေါ့နော်ဒီ nero number 10နေရာမှာနောက်ထပ်ကစားမတစ်ယောက်ကိုခေါ်ဖို့ကြိုးပမ်းနေတာဒီထဲမှာဆိုလို့ချင်တော့ southampton ရဲ့လူငယ်ကစားမလေးပဲတဲ့ thailand dribbling ကရေပန်းအစားဆုံး united ရဲ့ပြစ်မှတ်ဖြစ်နေတယ်ပေါ့နော်သူတို့ပြင်တန်လဲဆင်းသွားပြီး ဒါအပြင် Manchester United ရဲ့လိုအပ်ချက်ကိုကောင်းကောင်းဖြစ်နိုင်တဲ့ player မျိုးလေးလည်းဖြစ်တယ်။ Premier League မှာလည်းအတိုင်းအတာတစ်ခုဒီဘောနော်သူ့ရည်ချင်းတွေကိုပြသထားတယ်ဆိုတော့ကိုရီနဲ့တည်င်းတွေတောက်လျှောက်ထွက်လာတာပေါ့လေ။ဒါပေမဲ့လို့လက်ရှိထွက်လာတဲ့တည်င်းနောက်ထပ်တချို့ရာသီ ESPN တို့ဘာလို့ရဲ့ဖော်ပြချက်ရဆိုရင် United ကတော့ဘောနော် Champions League ဝင်ဝင်ရတာပဲဖြစ်ဖြစ်မရနိုင်တာပဲဖြစ်ဖြစ်နွေရာသီအပြောင်းအရွှေ့မှာအသင်းရဲ့ကွင်းလေနဲ့ဘောနော်ကျွန်တော်တို့ဒါကွင်းလေကိုလုံးဝအားပြေဖို့ရှိတယ်ပေါ့။ တော့တရင်ရင်မြစ်တွေနီးစပ်မှုတွေရဆလို့ရှင်တော့ United ကအကယ်လို့ဥရောပဝင်ခွင့်မရရှိဘူးဆိုလို့ရှင်တော့မှတိုက်စစ်နဲ့အလဲတန်းပြစ်မှတ်တွေကိုကျွန်တော်သာဒီပလင်ရဲ့ထက်ပို့ပြီးတော့ဒီပလင်ရဲ့အပြောင်းရွှေ့တဲ့ပို့ပြီးတော့ဦးစားပေးมาဖြစ်တယ်ဗောနော်တကယ်လို့မြန် Champions League ဝင်ခွင့်သာရတယ်ဆိုရင်တော့ဒီစောက်တနန်တင်းရဲ့လူငယ်ကစားမလေးဖြစ်သူတိုင်လာဒီပလင်ကိုထဲထဲဝင်ဝင်ကြိုးစားသွားဖို့ရှိတယ်ဗောနော် အော်ဒါအပြင်တချို့ထွက်ထားတဲ့ report တွေရဆိုလို့ရှိရင်စောက်တန်နာဒီဇာမာလီဖြစ်တူကိုတန်းတရာထိပါအလိုရှိနေတယ်ဆိုတော့သတင်းတွေလည်းကျွန်တော်ထွက်ထားတယ်ဆိုတော့ number 1အနေနဲ့ကျွန်တော်တို့အဲ့ဒီကြီးနဲ့ပတ်သက်လို့ကျွန်တော်ပြောရရင်တိုင်လာဒီပလင်လိုဇာမာဖြစ်တူကိုတန်းတရာပြီးမယ်ဆိုရင်တော့တော်တော်ကိုမင်းစိတ်မနှက်နဲ့မင်းအပြောင်းရွှေ့လောက်ကင်သူတွေဖြစ်နေမှာကျွန်တော်ရမယ်เนาะအဲ့လောက်ကြီးတည်တော့ကျွန်တော်အနေနဲ့ညံ့တင်မနေဘူးဟုတ်တယ်မလားတိုင်လာဒီပလင်ပြမင်း session နဲ့ပဲကျွန်တော်ရှိသေးတာဆိုပြီးမယ်လို့ဒီကောင်လေးက တန်းတရာတန်ရအောင်ဘာမှန်းကျွန်တို့အနေနဲ့လှုပ်ပြထားနေလို့တော့ဟုတ်တယ်မလားအသက်ငယ်တိုင်းမင်းပြရလို့ရှိရင်မွေးကင်းစကလေးသွားခေါ်မှာပေါ့ဟုတ်တယ်မလားဘာကိစ္စမင်းဒီကောင်လေးကိုခေါ်နေမှာတော့နော်တိုင်လာဒီပလင်ပြောချင်တာကအကြီးချင်းကတော့ရှိပါတယ်သူကလည်းသူစောက်တန်တန်မှလည်းတိုင်တာတစ်ခုကြီးလှုပ်ပြထားပြီးသားတန်းတရာဆိုတာကရှောက်ပြီးတော့ဒီတိုင်းထွက်လာတဲ့သတင်းတွေလို့ပဲကျွန်တော်ယူဆတယ်ဟိုစောက်တန်တန်ရဲ့ဘက်ကတကယ်အဲ့လိုမျိုးသာတောင်းစုလာတယ်ဆိုလို့ရှိရင်လည်းပဲအတင်းအနေနဲ့ပေါ့နော်လှည့်မကြည့်တင်တော့ဘူးပေါ့နော်လှည့်မကြည့်တင်ဘူးဒီထက်ပို့ပြီးတော့ တန်းတရာမကုံမင်းနဲ့အများကြီးပူပြီးတော့အာကူရမဲ့ကစားသမားတွေဈေးကွက်ထဲမှာရိုက်တက်လို့မကုံပါဘူးဆိုတော့အတင်းတွက်ကလက်ရှိတိုင်လာဒီပလီနိုဘာလို့ရဲ့အပြောင်းရွှေ့ခြင်းနဲ့ပတ်သက်လို့ရှိရင်အများကြီးတတိထားဖို့ကျွန်တော်လိုတယ်လူငယ်ကစားမားပဲကွာဆိုပြီးတော့ကျွန်တော်တို့ကဆွတ်ဆက်ပြီးတော့ကျွန်တော် ခေါ်လို့မရဘူးပေါ့နော်ဒီပလင်ကိုတန်းတရာဒီပေးလောက်တဲ့ဒီအတင်းဘက်ကယူနေတဲ့သူတွေပြည့်နေတယ်လို့တော့ကျွန်တော်မထင်ဘူးဒီနေရာမှာတခုရှိတာက Champions League ဝင်ခွင့်ရရင်တော့ဒီပလင်ကိုလည်းဦးစားပေးပြီးတော့ခေါ်မယ်အကယ်လို့ Champions League ဝင်ခွင့်မရဘူးဆိုရင်တော့ပေါ့နော် ကွင်းလေကိုတော့ကျွန်တော်ကအားဖြစ်ပြီးတော့ပဲကျွန်တော်ခေါ်တော့မယ်ဆိုအဓိကတော့ဗျာဘလူးအချိန်ကြီးပဲဖြစ်ဖြစ်ကွင်းလေကိုတော့ခေါ်มาပဲ Champions League ဝင်ခွင့်ရလဲခေါ်มาပဲဝင်ခွင့်မရလဲခေါ်มาပဲအဲ့ဒီတဲကမှဝင်ခွင့်ရခဲ့တယ်ဆိုလို့ရှိရင် Dribbling ကိုခေါ်မယ်ဆိုပြီးတော့ပြောထားတာအဲကျွန်တော်ကတော့ဗောနောကျွန်တော်ပြန်ကြည့်ရင် Ericsson ထွက်တော့မယ် Casemiro ကလည်းထွက်တော့မယ်လက်ရှိ Casemiro ပြန်ကောင်းလာတယ်ဆိုပေမဲ့လည်းလို့ဗောနောဒီလိုခြေသွမ်းမျိုးတွေကကျွန်တော်ဘလောက်ထိမြင်ရမှာလဲเนาะကစားမိုင်းအသက်ရောက်ကဘလူးဖြစ်နေပြီလဲကျွန်တော်တို့တွေ့တဲ့အတိုင်းပဲ week in week out ကျွန်တော်ဒါနော်ယာဒီရဲ့ပွဲစဉ်တိုင်းကိုကစားနိုင်မှာလားเนาะဒါကျွန်တော်မထင်ဘူးအဲ့လိုမျိုးတွေပေါ့ဆိုတော့အတင်းတွက်ကဒီကွင်းလယ်အားဖြည့်ဖို့ကအင်မတန်ရေးကြီးပါတယ်เนาะကွင်းလယ်အားဖြည့်ဖို့ကအမှန်ကန်ဆိုလို့ကျွန်တော်အရေးကြီးတယ်အတင်းတွက်လည်းဒီကွင်းလယ်ကအများကြီးစကားပြောတယ်ပေါ့အဲ့ကြောင့်လောလောဆယ်မှာဆိုလို့ရှိရင် United အတွက်ကွင်းလယ်အားဖြည့်ဖို့ဒီကျွန်တော်ဒါ number 1ဦးစားပေးပြီးရင် striker ပြီးရင် number 10 rule ကြီးကျွန်တော်လာမှာ number 10 rule ထဲမှာမှကျွန်တော်ကဒီဒီဘယ်လိုပြောမလဲ အသက်ငယ်ယုံနေမကဘူးအရေးချင်းလေးရှိရမယ်ဈေးလေးတက်တာရမယ်ဆိုတဲ့ player တွေကိုကျွန်တော်သွားမှာဒါကြောင့် Dibilino ကစားမမျိုးကအသင်းရဲ့လက်ရှိစည်ရင်းထဲမှာပါကိုပါမနေတာဈေးနှုန်းက impedance ကြီးတဲ့အတွက်တော့ကျွန်တော်တို့စောက်တန်းတက်မှာတောင်မှပွဲတိုင်းမိနစ်90ပြီးကစားခွင့်မရဘူးဗျာအသက်အသက်ရွယ်နဲ့အချိန်ကြီးကြောင့်ဒီလိုကစားမဖြစ်သူကဘယ်သူတန်းတရာပေးမလဲအဲ့လိုကြည့်တော့တုံးသိနေလို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ကြောင့်လက်ရှိမှာအသင်းအတွက်အရေးကြီးတာဒီ Champions League ဝင်ခွင့်ရဖို့ပဲ ယူရိုပါလိမှာကျွန်တော်တို့ပေါ့ semi final ကနေပြီးစင် final ကိုတက်နိုင်ဖို့ကျွန်တော်လိုတယ် final မှာဆိုလို့ရှိရင်ကျွန်တော်ဒါဘိုးဆွဲနိုင်အောင်ကျွန်တော်ကစားပြနိုင်မှာကျွန်တော်ရမယ်ဒါကြောင့်ပေါ့နော်ကျွန်တော်တို့ United အတွက်ကတော့ imminent ဆိုလို့ Europa League ဖလားရပြီးတော့ Champions League ဝင်ခွင့်ရဖို့ဒီအများကြီးရည်ကြီးနေတယ်အဲ့ဒါပြီးမှအပြောင်းအရွှေ့တွေကစိတ်ကြိုက်လှုပ်ရှားလို့ကျွန်တော်ရမှာအသင်းအတွက်ဝင်ငွေတွေကလည်းအချိန်ကြီးကောင်းနိုင်မှာပရကိုရီလုံနိုင်မလားကျွန်တော်ကြည့်ရမယ်ဆိုတော့ Dribbling ကိုကျွန်တော်ခေါ်ဖို့ကြိုးပမ်းတင်တယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်